မထောင်တဲ့၁၀ရက်ပါလာတယ်။ပထမနေ့က145ဒိန်ထုတ်တဲ့နေ့ကထောင်တဲ့9ရက်ပါတယ်။အခု135ဒိန်တော့ထုတ်တာထောင်တဲ့၁၀ရက်ပါတယ်။အဲ့ဒါဆိုရင်ဒါဆိုကျွန်မ6ဒိန်မဲပေါက်နေတာပေါ့။ဟုတ်ကဲ့ပါရှင်အမီ6ဒိန်ကိုမဲပေါက်တာနော်အမီ6ဒိန်ကိုမြန်မာလေးဘက်ကအမီ6ဒိန်ဆိုနဲတာမှမဟုတ်တာ အလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းညီပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ AR ban ရဲ့ဝန်တန်းတချို့ရဲ့ပေါ့နော်ရုပ်မာတဲ့အချင်းစရိုက်တွေအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးနဲ့တငယ်ချင်းတို့ share ရင်းလုပ်ပေးမှာဖြစ်ပါတယ်ဗျာနော်ဒီကအခုဆိုရင်ပေါ့နော် AR ban မှာပတ်စံသွားထုတ်တာပေါ့နော်အိမ်ရောက်လို့ပတ်စံတွေကိုတေချာရေကြီးတဲ့အခါမှာ9000တန်းပတ်စံငွေဆက်ကူတွေရဲ့ဈာထဲကို1000တန်းနဲ့ရော့ထည့်ထားတာဗျာ ဒါကိုကြီးကြီးအဖြစ်ပေါ့နော်ဘန်မာလုတ်တဲ့ဝန်တန်းတချို့ရဲ့မကောင်းတဲ့အချင်းစရိုက်တွေရှိတယ်ဆိုတာကိုထင်သာမြင်သာရှိသွားတာပဲဖြစ်ပါတယ်နော်ဒီတရင်လေးပြီးတဲ့အခါမှာပေါ့နော်နောက်ဦးလေးတယောက်ကလည်းဒီ KPZ ဝန်တန်းကြီးရဲ့လိန်လယ်မှုကိုဖော်ထုတ်လိုက်ပြီဗျရှိတဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေလေးပေါ့နော်ဒီဗီဒီယိုလေးထဲမှာဘ ഹു သူရရစီရတွေများစွာပါတဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာနော် ဟေ့ဝီဘန်နဲ့ဗျာဗန်သွားထုတ်တဲ့ဗန်တော့နာမည်တက်မပြောတော့ဘူးကောင်းတဲ့လူတွေတိတ်ခိုက်ကြမှာဆိုတော့ဒီမှာကျမ်းပေါဒီမှာဗန်သေးတော်မဖြစ်ရသေးဘူးဒီနေ့ပစ္စည်းလာရောင်းတဲ့လူတွေကိုပတ်စံရှင်းပြီးတော့ဒီမှာထောင်းတဲ့ဆယ်ရွက်ပါလာတယ်ပထမရိုင်းတာနော်ကြားတယ်ညှက်ထည့်ထားတာငါးတိန်ထုတ်တဲ့နေ့ကထောင်းတဲ့ငါးရွက်ပါတယ်အခု135တိန်သွားထုတ်တာထောင်းတဲ့ဆယ်ရွက်ပါတယ်ကဲ အဝတို့ကမယုံအခုမှယုံတာမြေမြဝိုင်းရှယ်ပေးကြပါမယိုင်းချက်ကွာဟောဘယ်မှာလဲတခိုးတွေရှိတာပဲကောင်းတဲ့လူတွေရှိသူခိုးတဲ့လူတွေရှိမှန်တာပေါ့နော်မင်းတို့အဲ့လိုမခိုးပါနဲ့ကွာမကောင်းပါဘူးသူများကပြင်ပမှန်ရှာထားတာကွာမင်းပဲတစ်ထည့်မှတသိမ့်ရတာမင်းရတယ်အဲ့ပဲလေးတွေကိုမင်းလောက်ရတာဟိုမှာဆေးဖြန့်ရသေးရပိုးကောင်တွေတက်ငွားကောင်တွေတက်အဲ့လိုလောက်ပြီးမှရတဲ့ပတ်စံလေးမင်းသူများပြင်ပမှန်ထမ်းပို့ထားတဲ့ပတ်စံတွေဘယ်လိုလုပ်မလဲမင်းတို့ပညာတတ်တွေဖြစ်ပြီးတော့ကွာ ။ညတက်ရှင်နေမြထွက်တာကြီးကွာ။အားထုတ်နဲ့အစားမထောင်တန်ထည့်တာဆိုတော့ဒါ9000လောက်ပျောက်သွားတာဗျ။ဘန်ငွေရည်တဲ့ဆက်ပြီးဆိုရင်သူတို့ကထောင်တန်9000တန်တွေကိုခွဲခြားတိတယ်ဗျ။ဒါကသူတို့တမင်တကာလှုပ်ကြံပြီးတော့ကိုထည့်တာဗျနော်။ညထွက်တာကြီးကွာဟိုရောက်နေ။ဒါနာမည်တက်မပြောဘူးနော်။နာမည်တက်မပြောခြင်းလို့။ညတချို့လူတွေကရှက်လို့မပြောတာကွာမင်း။မင်းတို့ကတော့ဟုတ်လာပြီဆိုကြီးရောမင်း။ပညာတက်တွေတုတ်ပြီးတော့ကွာခိုးတာမင်းသူများပစံတယ် ယူတဲ့နဲ့တောင်းစားလည်းရပါတယ်ကွာမင်းရဲ့ဘယ်နဲ့ထုတ်လို့ရှိရင်လာလို့ရှိရင်မင်းတို့အမှတောင်းလိုက်ပါလားကိုကြီးကျွန်တော်မဟုတ်ဘူးလေးပေးခဲ့ပါငါစဉ်းစားရှိရင်ပေးခဲ့မှာပေါ့ကွာမင်းအဲ့လိုကြီးခိုးစားတာမကောင်းဘူးဟာဟာဒီကောင်းလေးကွာမင်းနာမည်တက်ငက်နေလေတောင်းလေးကွာနော်ကိုဒီနဲ့ကိုပြင်းဘန်းလူတွေလည်းအကြီးကြီးလေးနည်းနည်းကြီးကြကိုလက်အောင်ငယ်သားတွေတခိုးတွေရှိရင်လည်းမင်းတို့ငပိကောင်တကောင်နဲ့တတိလုံးပုံမှန်နော် ဘန်တစ်ခုလုံးသိခါကြရတဲ့အဖွဲ့စည်းတစ်ခုလုံးသိခါကြရတဲ့ဟာဒီမှာလဲကြည့်ဦးကိုနည်း145သိန်းသွားထုတ်တာထောင်နဲ့9ရွက်ပါတယ်ဒီမှာအခု10ရွက်ပါတယ်ဒီမှာကြည့်အဲ့ဒါအခုပတ်စံရှင်းမှရေးမှဩသူများပြောမှတွေ့တာအဲ့ဒါအေးအေးအေးတော်တော်ယုံမှာနော်မင်းထဲမှာထောင်နဲ့10ရွက်မသိရင်မင်းတို့ခိုးတာငါခိုးတယ်လို့ဖြစ်နေခဲ့ဒီမှာလဲကြည့်ဦးဟာရောက်ရီဘန်းကောင်းနေတယ်ကွာဒီမှာကြည့်ဦး ော့နာမည်တက်မပြောတော့ဘူးနော်ဘယ်ဘက်မှာထုတ်လာလဲဆိုတော့အဲကောင်တွေတိတယ်ဟေးမငါးကောက်ကိုကြည့်လိုက်ဟေးမြင်နိုင်ပါစေနော်အဲ့ဒီကောင်တွေဟိုဆိုးတဲ့ကောင်တွေကွာမြင်မြဝိုင်းရှယ်ပေးကြပါဒီမှာမြင်မြဝိုင်းရှယ်ပေးကြပါဘာမှလည်းတခိုးတွေရှိတယ်ကွာဘန်ထဲမှာလည်းနော်အတွင်းတရောင်းသားတွေရှိတာပဲဗျငါနေလေနော်ငွေလာထုတ်တဲ့သူတွေစီကတောင်းကြပေါ့ကွာကုလူခိုးကြောင်ခိုးရဲ့လို့တော့မင်းတို့စောက်ရက်ကွဲတာပေါ့နော်ဒီနေ့ဦးလေးကြီးပြောပြချင်တာလေးတစ်ခုရှိလို့ကွာ ခုလူကြီးအမြင်ပြောရရင်တော့ KB ဟာမတုံးထိုက်ဖူးလို့ထင်တယ်။ဦးလေးကြီးကတော့ KB မတုံးတော့ဘူး။တေချာသွားပြီဦးလေးကြီးကတော့ KB မတုံးတော့။ဘာလို့တော့ဆိုတော့ဦးလေးကြီးမှမဖြစ်မနေအဲ့လိုပေါ့။ဟန်ဆာချင်ရမယ့်အနေထားတစ်ခုရောက်သွားတာ။ဟန်ဆာချင်ရမယ့်အနေထားတစ်ခုရောက်သွားတော့ဘောင်သွားတာပေါ့။ဘောင်သွားပြီးတော့မှဒါဆိုလို့ရှိရင်တဲ့ဦးလေးဖောင်ဖြစ်ရမယ်တဲ့။ဖောင်ဖြစ်မယ်ဆိုသူတို့မှတ်ပုံတင်လေးလေးနဲ့လိုအပ်တဲ့ဖောင်ဖြစ်ပြီးကြတာပေါ့။ ပေါင်ပစ်ခေတော့သူကမှားလိုက်တယ်ဗမာန်ဥလိစီဟုတ်တဲ့ဖုံးလာလိမ့်မယ်တဲ့ဒါနဲ့ပတ်သက်တဲ့အချက်လက်တွေကိုမေးလိမ့်မယ်တဲ့အဲ့လိုမေးတာကိုသူတို့လိုအပ်တာကိုမေးပြီးရင်ပြန်ပြီးတော့မှတုံဆွဲခွန့်ပေးမှာတဲ့အဲ့ဒါလေးကိုဖြည့်ပစ်လိုက်ပါအောင်ပေါ့ဟုတ်ပါပြီပေါ့အဲ့လိုအဲ့လိုသူကမှားလိုက်တော့ဖုံးတလုံးဝင်လာတာဖုံးတလုံးဝင်လာတော့အဲဟန်ဆက်ချင်းထားတာလေးပေါင်ဖြည့်ထားတာတဲ့အဲ့ဒါကို ဖြည့်ရှင်းပေးဖို့ပါတဲ့အချက်လက်ကလေးတွေမေးပါရစေတဲ့မေးပါရစေဆိုတော့မေးပါပေါ့သူတို့အချက်လက်တွေမေးတာပေါ့နော်မိနစ်ထမနောက်ဆုံးဘာထည့်အောင်ပါသွားဆိုတော့ကိုယ့်ရဲ့ password 6လုံးအဲ့ဒါထည့်အောင်သူကမေးတာလေလေစဉ်းစားတယ်ဒါမပြောတင်ဘူးပေါ့နော်ဒါပေမဲ့ဖုန်းထဲမှာငွေမရှိဘူးလို့ဆက်ဖုန်းတွေချိထားတာလေငွေမရှိဘူးဖီရိုဆမ်းပြီးပြုံးမယ်ဆိုပြုံးမှ password 6လုံးပြုတ်ပလိုက်တာပြုတ်ပလိုက်ပြုံးမှ ချက်ချင်းနဲ့ကွာကီဘီကိုဆန်တော်ခေါ်တာအဲ့လိုအဲ့လိုမေးတယ် password တောင်းတယ်အဲ့လိုအဲ့လိုမေးတယ် password တောင်းတယ်လို့ဖြစ်နိုင်လားဆိုမဖြစ်နိုင်ဘူးတဲ့သူတို့ကလည်းမဖြစ်နိုင်ဘူးတဲ့ဘယ်တော့မှကီဘီကိုဆန်တာ password တောင်းယူထုံးစံမရှိဘူးတဲ့မှတ်ထားကြပြန်နော်ဦးလေးကြီးဆိုလိုချင်တာဟန်ဆက်ချင်းတာကိုဖောင်တင်းထားတာကိုဦးလေးကြီးနဲ့အကီဘီဝန်ထမ်းတွေပဲတည်တာကွာอืม ။ဦးလေးကြီးနဲ့ကိပေးဝန်ထမ်းတွေတည်တယ်ဒီဟန်ဆက်ပျောက်သွားလို့ဟန်ဆက်ချင်းတဲ့ကိစ္စနဲ့ဖောင်းနှင်းထားတဲ့ကိစ္စကိုသူတို့နဲ့ငါပဲတည်တာ။ဘာလို့ဒီလူလင်းရဲ့လက်ထက်မှာရောက်သွားတာတော့။အဲ့လူလင်းကဘယ်နေရာမှာနေတာလဲ။မတင်ကားစရာလေးပေါ့နော်။ဦးလေးကြီးကတော့ကိပေးသွားမှာတော်တော်ဝင်လေးသွားပြီ။မင်းတို့လည်းတတိလေးနဲ့တုံးကြပါလို့ဒါလေးကိုဦးလေးကသတိပေးတာနော်။စေတနာနဲ့ပါနော်။ခုလောက်ဆိုရင်ကြည့်ရှုနေကျွန်တော်တငယ်ချင်းတွေလည်းနားရှင်းလောက်မယ်လို့ထင်နေပြန်နော်။ တခိုးကတော့ဗျာအပြင်ဘက်ကလူကတော့ရှိမှာမဟုတ်ဘူးเนาะဒီဘန်တွေကဝင်နှန်းနေပဲပြန်ခိုးတာဗျာဘန်တွေကဝင်နှန်းနေပဲပြန်လိမ့်တာလူတယောက်ရဲ့အချက်လက်အပြည့်စုံကိုဒီဘန်တွေကဝင်တန်းနေပဲတိတာလေးဗျာเนาะမကြောက်ဘူးเนาะဘယ်လိုလုပ်ခါလဲရှင်အဘဘလို့ပြောလဲဟိုလိုမျိုးလေဘာ data တွေကိုအဲ့လိုပေးတာတို့ဘာတော့ပဲကြားဘူးတာအခုလိုမျိုးမကြားဘူးဘူးเนาะလိန်ကြီးအမျိုးမျိုးတွေเนาะလှည့်လိမ့်နေကြတာပတ်စံကိုမဲပေါက်ပေးတာလားဟာလားအဲ့လိုလားမရှင်းလို့เนาะ ဟုတ်ကဲ့ပါမိုင်နော်။ဩအဲ့ဒါဆိုရင်ဒါဆိုကျမ6သိန်းပဲပေါက်နေတာပေါ့။ဟုတ်ကဲ့ပါရှင်အမီ6သိန်းကိုပဲပေါက်တာနော်။အမီ6သိန်းကိုမြန်မာလေးဘက်ကရအမီ6သိန်းဆိုနည်းတာမှမဟုတ်တာ။အမီ6သိန်းဆိုမနည်းဘူးနော်။ဟုတ်ကဲ့ပါရှင်။မအဲ့ဒီညီမမသိလို့မေးအောင်မယ်။အဲ့ဒီ MB 6သိန်းကိုညီမသုံးမယ်ဟေးဆိုလို့ရှင်။နှစ်၊ तू ကလေရဲအကန့်အသတ်ရှိလား။နှစ်နှစ် MB 6သိန်းကိုတော်တော်သုံးရမှာနော်။ ဟုတ်ကဲ့အဲ့ဒါအဲ့ဒါရှိတယ်နော်မမတို့ဘက်ကရပြီးတော့ MP 4သိန်းကိုသုံးဆွဲကြမယ်ဆိုလို့ရှိရင်ညီမတို့ဘက်ကပြီးတော့ပြပြမယ်စစ်စစ်ချာချာလေးနဲ့တလားတော်တယ်မှာအမဒီ MP 4သိန်းကိုသုံးပေါင်းအောင်သုံးဆွဲရမှာတခြားတရားကိုလည်းတွဲပြောင်းပြီးလို့မရပါဘူးဟုတ်လား MP 4သိန်းကိုတလားသုံးဆွဲလို့မှာကုန်ရင်ကမကုန်လို့ရှိရင်ညီမတို့ရုံးဝင်တခါလဲတည့်ရပြတ်ချပါတယ်ငွေသားလေး4သိန်းကိုသုံးဆွဲမယ်ဆိုရင်မကြရနဲ့တည့်ရကိုသုံးဆွဲလို့ရပါလေရှင်နော်အော်အဲ့လိုလားအဲ့လိုအဲ့လိုပြောင်းသုံးလို့ရတာပေါ့ဟုတ်ကဲ့ပါရှင်နော် 哦ဟုတ်ဟုတ်ဟုတ်အဲ့ဒါဆိုငွေသား၉သိန်းမဲ့သုံးလိုက်မယ်လေးထုတ်ပြီးတော့အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲဆိုင်းဆိုင်းနော်ငွေသား၉သိန်းကိုသုံးဆမ်းမယ်ဆိုရင်မားရဲ့ဖုန်းထဲမှာဝေးအကောင့်ရှိတာလို့ခုနကမေးပြီးခင်ဝေးအကောင့်မရှိဘူးဝေးအကောင့်တော့မရှိဘူးရှင်ကျမကဝေးမတော်ဘူးဝင်မတော့ရဲ့ဘတ်ဆပ်ပါကလေး၆လုံးခံပြီးလွှဲပြောင်းပေးမယ်ရှင်နော်ဘတ်ဆပ်၆လုံးခံပြီးလွှဲပြောင်းပေးတော့ကျမကဘလို့ထုတ်ကမှာနားမလဲလို့နော်မထုတ်ကြဘူးကျမရဲ့ဖုန်းထဲမှာဝေးတော့ဘွက်ရှိတာမရှိဘူးမရှိဘူးမရှိဘူးကျေးဘွက်ရှိတာရှာကျေးဘွက်ရှိလားရှင် KB อ๋อ KB တော့ရှိတယ် KB တော့ရှိတယ်ဟုတ်ကဲ့ KB ရှင် KB တောက်တဲ့ကိုတွက်ပြောင်းပေးမယ်နော်မအော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်မ KB ရှင် KB တောက်တဲ့ကိုတွက်ပြောင်းပေးမယ်ဒါမင်းနဲ့မမခိုင်ပြီးတော့ဖြစ်တာညီမပြောတာလေးကိုသေသေးချာချာလေးစူးစူးနဲ့နဲ့ပြီးနားထောင်ပေးပါရှင်နော်အော်ဟုတ်ကဲ့ပါဟုတ်ဟုတ်ဟုတ်နာထောင်းတော့မဆူဆူနေနဲ့ကိုယ်မဲပေါက်တာအမီကိုတင်းကိုညီမတို့ပကိုင်ဝေသားလေးကိုတင်းနဲ့လွှဲပြောင်းတဲ့အချိန်မှာအမရဲ့ဖုန်းဆက်ကမဲပေါက်ကြည့်တဲ့စဉ်သက်ကလေးလေးကိုတော့ ဖုံးမယ်လေးအခန်းတော့ဆောင်တော့ချီချီသွင်းပေးရမယ်ဖုံးမယ်လေးအခန်းတော့ဆောင်တော့လေအမရဲ့ဖုံးလဲကိုအမထဲကမနော်ညီမတို့ရဲ့ဖုံးလဲကိုထည့်ကြရလဲမလို့ဖုံးမယ်ရကျွန်မဖုံးမယ်ရလေ9000ကျော်ရှိတယ်ဒီဖုံးကဘာဖြစ်လဲမဖုံးမယ်ကိုကျွန်မ9000ကျော်ထည့်ထားတာမနေ့ကမှ9000ကျော်9000ကျော်9000ကျော်ထည့်ထားတာ9000ကျော်ထည့်ထားတာကျမကျမအလုံးလုံးတဲ့ဖုန်းမို့လို့ဖုန်းပေက1800 1600တောင်မဟုတ်9000ကျော်ရှိတယ် ဟုတ်ကဲ့ပါမဖန်မတော့ပဲနဲ့တော့မှကျမတို့ပတ်တိုင်ပြီးတော့ဟုတ်နာဘာမှလုပ်ပိုင်ခွင့်မရှိပါဘူးရှင်နော်မမရမကြရမမအခုကလည်းမမဖုန်းလို့ပဲမတောင်းချတော့ဘာကြောင့်ခဲခိုင်းတာလဲဆိုတော့ညီမတို့ဘက်ကရင်ပြီးတော့အမ်မီနဲ့ငွေသားနဲ့လဲတဲ့အချိန်မှာကဖုန်းမလေးကလုံလုံလောက်လောက်တောင်းချတော့ဒီမှာလွှဲပြောင်းပေးလို့ရတာပါနော်။အော်ဟုတ်ကဲ့ပါမမဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အမဘက်ကလိန်နဲ့ကောင်မလည်းနော်ပညာသားမှပါလိုက်တာအတန်ကိုလည်းကြည်ပါအောင်ဗျာနော်ချက်တီတုံးလုံးလို့ ဒီလိုအတန်မျိုးဒီလိုအရေးချင်းမျိုးနဲ့နော်လာလိန်နာမင်းတို့ရပါအောင်မယ်နော်နိုင်ငံတိုင်းနိုင်ငံလုံးကသူတွေကအကုန်လေကုန်ကြပြီမင်းတို့လှုပ်ရှားလို့မရဘူးနော်မင်းတို့ရဲ့စောက်ကြောင်းတွေကလိုင်းပေါ်မှာပွားနေကြပြီအချားဖြန့်ကိုကိုကဘယ်ဘက်နဘက်ပြေးလိုက်လို့ရှိရင်ဘာဆက်ဖြစ်မှာလဲဆိုတော့သူကမေးတတာပေါ့နော်ဘယ်ဘက်နဘက်ပြေးလိုက်ရင်ဘာဆက်ဖြစ်မှာလဲဆိုတော့ကိုပြေးလိုက်တဲ့ Viber နံပါတ်နဲ့ကိုအကောင့်ကိုသူတို့ကကြတော့အဲ့ Viber မှာသူတို့ကဒုဖွဲ့ထားတဲ့လူလိန်အကောင့်လေးကိုထည့်လိုက်မှာပါကိုကအဲ့ဒီ ကဒူတွေကိုရောက်သွားတယ်ကိုအကောင်ကအဲကိုကဘာမသိညာမသိနဲ့အဲ့ဒီကဒူတွေကိုဝင်လိုက်တယ်ကွာရောက်သွားတယ်သူတို့ထဲလိုက်လို့ရောက်သွားတာဗောနောကိုကလည်းကိုဝင်တာမဟုတ်ဘူးသူတို့ဘိုင်ဘာနံပါတ်ပဲပေးတာအဲ့တော့သူတို့ကထဲလိုက်တဲ့အတွက်ကိုကရောက်သွားလို့ရှိရင်ကိုကဘာမသိညာမသိလေးနဲ့အမကိုကရောက်ရောက်သွားချင်းမှာသူကအဲဒီအကောင်ကတော့အခုပေါ့နော်ဒီတဲ့ဝင်ပြီးတဲ့အတွက်ကြောင့်မလို့အဲဒေါ်လာဘယ်လောက်ရပါတယ် ဆိုပြီးတော့နည်းနည်းစပြီးတာပေါ့နော်ဖဆန်အဲ့လောက်ရတယ်ဆိုပြီးတော့လိန်နီးလိန်နီးတွေနော်ပြောပြီးတော့ကိုကအဲ့ကလူထဲမှာဗာမသိညာမသိတဲ့ဝင်ရောက်သွားတယ်ဆိုလို့ရှိရင်သူတို့ကကြတော့ဘာလုပ်လဲဆိုရင်အဲ့ဒီကလူထဲမှာသူတို့လူလိန်ရင်အဖွဲတွေကြီးပဲလှုပ်ထားတဲ့ကလူဆိုတော့လေတခြားနာမည်တွေကိုလည်းကိုလိုမျိုးပေါ့နော်မြန်မာနာမည်တွေအဲ့လိုပေးထားတာအများကြီးရှိတယ်ကွာအဲ့လိုတကယ်လူတွေလှုပ်နေတဲ့ဟာမိန်းကလေးဆိုလည်းမိန်းကလေးနာမည်ရုပ်ကြောင်လေးဆိုလည်းရုပ်ကြောင်လေးနာမည် အဲ့လိုဥလေးတို့အန်တီတို့အဲ့ဒီအကျွဲတွေအကုန်လုံးအရွယ်ဆုံးသူတို့ကရှိတဲ့ပုံစံမျိုးနဲ့အဲ့ဒီကလူတွေမှာပေါ့နော်အဲဒီသူကတော့ဒီနေ့မှာမနေ့ကတော့တာဂတ်ဘလောက်ပြည့်သွားတဲ့အတွက်ကြောင့်မလို့ order တင်တာဘလောက်ရသွားတဲ့အတွက်ကြောင့်မလို့အမြောက်ငွေဘလောက်ရပါတယ်ဆိုပြီးတော့အဲ့လိုမျိုးသူတို့ကစာရင်းနဲ့ပို့ဝင်တာပေါ့နော်ပို့တော့ကိုကလည်းဒီကလူတွေကိုရောက်ခါစားဆိုတော့ဘုံဒီပါမသိနေအဲသူတို့ကဒီလိုပို့တာလားဒီလိုရတာလားဆိုပြီးတော့ကိုကအဲ့ဒီမျက်စိတငယ်နားတငယ်ဖြစ်သွားမှာပေါ့နော် ဲ့ဒီလိုနော်ဂရုရဲရောက်သွားရင်ခမည်းတော်ပုံစံအမျိုးမျိုးနဲ့သူတို့ကအုပ်စုဖွဲ့ပြီးတော့လိန်ကြမှာဗျာနော်အယုံသွင်းကြမှာပေါ့ဗျာနော်အားကြောင့်မလို့ကိုယ့်ရဲ့ Viber နံပါတ်ဘယ်သူပဲရစီဖြစ်စေဖြစ်စေနော်ဘယ်ဂရုတွေပဲရောက်တည်ဖြစ်စေဖြစ်စေနည်းနည်းလောက်လေးလာပြီးတော့အချက်ချင်းပြန်ထွက်ဗျာနော်ကြာရင်ခမည်းတော်စီမှာပါသမျှရှိသမျှဟာတွေအကုန်ကုန်သွားလိမ့်မယ်နော် ဒီကနေ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုတဲ့တငယ်ချင်းတွေအားလုံးလည်းဒီဗီဒီယိုလေးတွေကနေပြီးတော့ဘ ഹു သုတသင်ခန်းစာတစ်ခုခုရကြလိမ့်မယ်လို့ထင်နေပြန်နော်လူလိန်တွေရဲ့အထီးအတွေ့လူလိန်တွေရဲ့လိန်ညာချင်းကိုခံရဘူးတဲ့သူတွေရှိလာပြန်နော်ရှိတယ်ဆိုရင်လည်းကျွန်တော်တို့လည်းဘ ഹു သုတရအောင်လို့ကျွန်တော်အောက်မှာ comment လေးရေးပြီးတော့ share ပေးသွားပါအောင်ပြန်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြန်နော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြပါအောင်ပဲဗျာ